ားလုံးပဲမင်္ဂလာပါ Bami's Knowledge Hub Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ချီတာတွေကကဘာပေါ်မှာအပြေးအမြန်ဆုံးတားရဲတွေပါချီတာတွေရဲ့အမြန်နှုန်းကဆိုရင်တနအီကို100ကနေ128ကီလိုမီတာနှုန်းအထိရှိပါတယ်ဒီလို120ကီလိုမီတာအမြန်နှုန်းကိုရရှိဖို့ကချီတာတွေအတွက်အချိန်3စက္ကန့်လောက်ပဲလိုအပ်ပါတယ်3စက္ကန့်နဲ့ဒီလိုအမြန်နှုန်းကိုရောက်ရှိစေနိုင်တာကကမ္ဘာကျော်စူပါကားတွေထပ်တောင်ပါတယ်လို့ပြောရမှာပါ တလောက်အထိအမြန်နှုံးရှိပေမဲ့ cheetah တွေအတွက်အဓိကအားနည်းချက်ဖြစ်နေတာကသူတို့ရဲ့တက်လုံပါ cheetah တွေကအရင်မြန်ပေမဲ့ဒီလိုအမြန်နှုံးကိုထိန်းထားနိုင်စွမ်းကတော့တော်တော်အားနည်းတယ်လို့ဆိုရမှာပါ cheetah တွေကဒီလိုမျိုးအမြန်နှုံးနဲ့စက္ကန့်30လောက်ပြေးသွားပြီးရင်ဆက်မပြေးနိုင်ပဲတက်လုံကုန်သွားလိမ့်ရှိပါတယ်ဒါကသူတို့ရဲ့အပူလွန်ကဲလွယ်တဲ့ခနာကူကြောင့်လဲပါပါတယ်ဒီလိုမျိုးတက်လုံမရှိပဲအချိန်ကြာကြာမပြေးနိုင်တာတော့ တို့ရဲ့အမြန်နှုံးကိုတော့မလွန်ဆန်နိုင်ပဲသားကောင်တော်တော်များများကအမိခံရလေးရှိပါတယ်။ Savannah လွင်ပြင်တွေထဲမှာတော့ Cheetah တွေကတော်တော်လေးကြောက်စရာကောင်းတဲ့သားရဲတစ်မျိုးဖြစ်လေသတ်မှတ်ခံထားရတဲ့ကောင်းတွေပါ။ဒါပေမဲ့ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ Cheetah တွေအကြောင်းမဟုတ်ပါဘူး။ Cheetah လိုကမ္ဘာအမြန်ဆုံးတလိပ်ဆန်တွေတောင်ရက်ကြီးနေရလောက်တဲ့အထိအရှောင်းတိန်ကောင်းတဲ့ Spring Bok လို့ခေါ်တဲ့အကောင်တွေရဲ့အကြောင်းပါ။ Spring Bok တွေကိုသိပ္ပံနာမည်နဲ့ဆိုရင် Antidocus marsupialis လို့ခေါ်ပြီးတော့ ဘိုဗီဒန်အန်တီလော့မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ်အထီးတစ်ကောင်ကခန္ဓာကိုယ်အလေးချိန်30 kg ကနေ48 kg လောက်ထိအလေးချိန်ရှိတဲ့ကြောင့်ဆက်မျိုးနွယ်ထဲမှာဆိုရင်တော့ middleweight တန်းသမားတွေလို့ပြောရမှာပါ။တနာယူကို88 km ကနေ100 km အမြန်နှုန်းလောက်ထိပြေးနိုင်ကြပြီးတော့ cheetah တွေနဲ့ရှိရင်တော့အနည်းငယ်နေတယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့100 km အမြန်နှုန်းကိုရရှိဖို့50စက္ကန့်ကနေ60စက္ကန့်လောက်ထိအချိန်လိုအပ်ပါတယ်။ ီလိုမျိုးပီတတာတကောင်နဲ့ဖယ်ရီတကောင်ရဲ့အမြန်တို့ကိုရှင်ကြည့်ပြီးရင်တော့တော်တော်များများကချီတာကပဲ spring box တွေကိုအလွယ်တကူဖမ်းယူစားတောင်းနိုင်နေမယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့တဘာဝတရားကြီးကကျွန်တော်တို့ထင်ထားတာတည်းအများကြီးပိုပြီးတော့ရှုပ်ထွေးနေပါတယ်။ spring box တွေကိုအဓိကတွေ့ရတတ်တာကတော့ Africa တိုက်ရဲ့တောင်ဘက်ပိုင်းတွေမှာဖြစ်ပြီးတောင် Africa, Namibia, Botswana နဲ့ Angola နိုင်ငံတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ တောင်အာဖရိကအမျိုးသားတိရစ္ဆာန်အဖြစ်သတ်မှတ်ထားပြီးတော့လက်ရှိမှာတော့တကဘာလုံးအတိုင်းအတာနဲ့အကောင်ကြီး9000ခန့်သာကျန်တော့တယ်လို့လည်းခန့်မှန်းထားကြပါတယ်။တဘာဝ wildlife ထဲမှာဆိုရင်တော့အသက်9နှစ်ကနေ10နှစ်အထိရှင်သန်နိုင်ကြပေမဲ့တိရစ္ဆာန်ယုံလိုနေရာမျိုးတွေမှာမွေးမြူထားရင်တော့အသက်18နှစ်လောက်အထိတောင်ရှင်သန်နိုင်ကြပါတယ်။ Springbok တွင်လည်းပတ်သက်ပြီးလူတွေသိမသိသေးတဲ့အချက်ကတော့ဒီကောင်တွေကအာဖရိကရဲ့အမြန်ဆုံးတိရစ္ဆာန်တွေစည်ရင်ထဲမှာအဆင့်6ရှိတယ်ဆိုတာပါပဲ။ အစားအစာအနေနဲ့ကတော့မျက်နဲ့တည်တီးတည်ရွက်တွေကိုပဲအဓိကစားသုံးကြပါတယ်ရေမတောက်ဖဲနဲ့တပတ်လောက်အထိနေနိုင်တယ်လို့ဒီကြားထဲမှာသူတို့စားသုံးတဲ့မျက်နဲ့တည်တီးတည်ရွက်တွေကနေရေဓာတ်ကိုရယူနိုင်စွမ်းလည်းရှိပါတယ်အုတ်ဆုလိုက်နေထိုင်တတ်တဲ့တိရစ္ဆာန်တွေဖြစ်ပြီးအထီးတွေကပဲအုတ်ဆုကိုခေါင်းဆောင်လေးရှိပါတယ်အုတ်ဆုတစ်ခုမှာအကောင်ရေ200ကျော်အထိပါဝင်တတ်ကြပြီးတော့အရင်ကဆိုရင်အကောင်ရေ2တန်းကျော်အထိရှိခဲ့ဘူးပါတယ် အလွန်ကျွံအမဲလိုက်တာတွေကြောင့်အကောင်ကြီးတပေါင်းလောက်ပဲကျန်တော့တဲ့အထိမျိုးသုံးလုံးနီးပါးဖြစ်စဉ်တွေလည်းရှိခဲ့ဘူးပါတယ်။တောင်အာဖရိကမှာဆိုရင်မွေးမြူရေးခြံတွေနဲ့စနစ်တကျမွေးမြူပြီးတော့အသားထုတ်ယူတာမျိုးတွေလည်းယနေ့ထက်ထိရှိနေတာပါ။တောင်အာဖရိကမှာတော့ဒီ Spring Box တွေကငွေစက်ကူတွေအပေါ်မှာတောင်ရိုက်နှိပ်ပေါ်ပြထားတာတွေလည်းရှိပါတယ်။အခုပြောပြပေးခဲ့တာတွေက Spring Box တွေနဲ့ပတ်သက်ပြီးရေဘူးအားဖြင့်တည်ထားတဲ့အကြောင်းအရာတွေကိုအကြံပြင်းပြောပြပေးသွားခဲ့တာပါ။ ဒီနေ့အဓိကပြောပြခြင်းနဲ့အာဖရိကတော်တွေထဲမှာ Spring Ball တွေအမဲလိုက်ခံရပုံတွေနဲ့တိုင်းရီရန်ကနေလွတ်မြောက်အောင်ဘလို့ညံရင်မျိုးတွေနဲ့တုံ့ပြန်လေးရှိကြသလဲဆိုတဲ့အကြောင်းတွေကိုအဓိကတင်ဆက်ပေးသွားပါမယ်။လူတွေဘလို့မှမထင်ထားတဲ့စိတ်ပိုင်းဆိုင်ရာ mind game တွေအပြင်တောနဲ့တဲကတလိဆန်တွေရဲ့အံ့ဩစရာကောင်းတဲ့ညံရီတွေအကြောင်းကိုဒီဗီဒီယိုထဲမှာစုံစုံလင်လင်ပြောပြပေးထားပါတယ်။ Spring Ball တွေကိုအစာကွင်းဆက်ထဲမှာတော့အမဲလိုက်စားတောက်ခံရတဲ့ Ferry အမျိုးအစားထဲမှာထည့်သွင်းရမှာပါ။ မြင်းသားကျွဲသမင် antilope wine beast တွေလိုပဲ springbok တွေကလည်းချင်းသစ်ချစ်သစ်ချီတာနဲ့ခွေးရလိုမျိုး predator တွေရဲ့အဓိကအစားအစာတွေဖြစ်ကြပါတယ် savanna လွင်ပြင်တွေထဲမှာသားရဲတလိပ်ဆန်ကြီးတွေအမဲမလိုက်နိုင်ပဲရှောင်ရှားလေးရှိတာကများများဆဆရှိမနေပါဘူးစင်သစ်ကလာအုံနဲ့ကြံ့လိုကောင်းတွေလောက်ပဲလွန်ငင်းချမ်းသာခွင့်ရကြပြီးတော့ကျန်တဲ့အရွက်စားတလိပ်ဆန်တော်တော်များများကတော့ချင်းသစ်နဲ့ချီတာလိုကောင်းတွေရဲ့အမဲလိုက်ချင်းကနေกินလွတ်ခွင့်မရကြပါဘူး လွတ်မြောက်လာတဲ့အကြိမ်ရေတွေရှိသလိုချင်းတဲ့ကျစ်တွေချီတာတွေရဲ့ breakback အတွက်လဲဆင်းပေးလိုက်ရတာတွေကလည်းနေ့စဉ်အကောင်အေရာနဲ့ချီပြီးတော့ရှိနေပါတယ်ဒီလိုမျိုး predator ကြီးတွေနဲ့တွေ့ရင်တော်တော်များများကအရှုံးပေးရလိမ့်ရှိပေမဲ့ကမ္ဘာအမြန်ဆုံးမှာဆိုတဲ့ချီတာလိုအမဲလိုက်တမားတွေကိုတောင်ဖင်ပုတ်ကောင်းပုတ်လုံးနိုင်တဲ့အရွက်စားတလိမ့်ဆန်တမျိုးရှိနေပါတယ်ဒီတလိမ့်ဆန်ကတော့ဒီနေ့ပြောပြပေးမယ် spring box လို့ခေါ်တဲ့အကောင်လေးတွေပဲဖြစ်ပါတယ် လေးလာတွေ့ရှိချက်တွေအရစပင်ဘော့တွေကအမဲလိုက်ဖို့အခက်ခဲဆုံးသားကောင်တွေကတမျိုးဖြစ်ကြပါတယ်။အားကြောင့်လဲဆိုတော့ Frunking လို့ခေါ်တဲ့သူတို့ရဲ့သဘာဝအပြူအမူတစ်ခုကြောင့်ပါ။ Frunking ဆိုတာကတော့ရုတ်တရက်ရက်နေရင်းနဲ့ဖြစ်စေဒါမှမဟုတ်ပြေးလွှားနေရင်းနဲ့ဖြစ်စေရုတ်တရက်ထပြီးတော့ခုန်လိုက်တာကိုဆိုလိုတာပါ။နောက်တစ်မျိုးအနေနဲ့ Starting လို့လည်းခေါ်ပါသေးတယ်။ Spring Bok တွေကဒီလိုမျိုး Frunking လုံးလိုက်တာနဲ့သူ့ကိုသားရဲ60ရာခိုင်နှုန်းလောက်ကဆက်ပြီးတော့အမဲမလိုက်ကြတော့ပဲရက်တန့်ပြစ်လိုက်ကြပါတယ် ချစ်တာရေးဆိုရင် စပရင်ဘော့ခ်တွေက bronking လုံးလိုက်တာနဲ့လုံးဝကိုဆက်ပြီးတော့အမဲမလိုက်တော့ပဲရက်တန့်ပြလိုက်လေးရှိပါတယ်။ဘာကြောင့်လဲဆိုရင်ချစ်တာရရဲ့စိတ်ထဲမှာကဒီလို bronking လုံးတတ်တဲ့ကောင်တွေကိုအမဲလိုက်ရင် အောင်မြင်နိုင်ခြင်းအရင်နဲ့တယ်ဆိုတာသိထားကြလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုး bronking လုံးလိုက်တာနဲ့ချစ်တာတွေကဘာကြောင့်ဆက်ပြီးတော့အမဲမလိုက်ကြတဲ့တော့တလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်။ချီတာကစပရင်ဘော့တကောင်ကိုအမဲလိုက်ဖို့အတွက်တနအီကိုကီလိုမီတာ120အမြန်နှုန်းနဲ့ပြေးလာတဲ့အခါမျိုးတွေမှာ ။ Supreme Court တွေကရုတ်တရက်ထပြီးတော့ Franking လို့ခေါ်တဲ့ခုံပြန်ရှောင်တင်းချင်းပြုလုပ်လေးရှိပါတယ်။ဒီချိန်မှာချီတာကအရှိန်လွန်ပြီးတော့ Supreme Court ကိုမမိလိုက်ဖ ೇನೆ ကြော်သွားပါတယ်။ချီတာတွေကဒီလိုအချိန်မှာပဲအမဲလိုက်ခြင်းကိုချက်ချင်းရပ်တန့်ပြစ်လိုက်ကြတာပါ။တကယ်လို့ဆက်လိုက်မယ်ဆိုရင်လေ Supreme Box တွေက90ဒီဂရီ down ကျိုးခုံပြီးတော့ရှောင်တက်ကြပါတယ်ဒီလိုနဲ့ပဲ cheetah ကထက်ပြီးတော့အချိန်လွန်သွားတက်ပြန်ပါတယ်အဲ့ဒီနောက်30 second ကြော်တာနဲ့ cheetah ကတက်လုံကုန်သွားပါပြီ ဒီချိန်မှ Spring Box တွေကသူတို့ရဲ့အမြင့်ဆုံးအမြန်ဆုံးဖြစ်တဲ့တနအီကို100ကီလိုမီတာနှုန်းနဲ့ထွက်ပြေးလွတ်မြောက်သွားတတ်ကြပါတယ်။တကယ်လို့သာတာမန်မဲပြေးမယ်ဆိုရင်ချီတားရဲ့အမြန်နှုန်းကိုဘလို့မှမရှင်းပြနိုင်တာကြောင့်တေချာပေါက်အမိခံရမှာပါ။ Spring Box တွေကဒီလိုရိုးရှင်းတဲ့နီလန်းကိုမသုံးမဲနဲ့ဉာဏ်ရှိရှိနဲ့စဉ်းစားဆုံးဖြတ်နိုင်တာကြောင့်သာချီတားရဲ့အတွက်အမဲလိုက်ဖို့အခက်ဆုံးတလေးဆန်တကောင်ဖြစ်နေတာပါ။ ။ဒါရင်တလိမ့်ဆန်အမြောင်များရှိတဲ့အာဖရိကတောရင်းလိုနေရာမျိုးမှာညံရင်ညံသွေးရှိဖို့ကဘလောက်တောင်အရေးပါတယ်လဲဆိုတာက Supreme Box တွေကိုကြည့်ရင်သိနိုင်ပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒီလို Franking လောက်တတ်တဲ့တလိမ့်ဆန်တွေကိုလေ့လာတဲ့အခါမှာအချက်၄ချက်ကိုတွေ့ရှိခဲ့ပါတယ်။နံပါတ်၁အနေနဲ့ကတော့ Supreme Box တွေ Franking လောက်ရခြင်းရဲ့ရည်ရချက်ကသူတို့ကိုအမဲလိုက်မဲ့ကောင်တွေကိုတတိပေးတဲ့အနေနဲ့ Franking လောက်ပြတတ်ကြပါတယ်။ဒါကို Honest Signal of Fitness လို့ခေါ်ပါတယ်။ အတိဘယ်ကတော့ငါကကျမ်းပါတယ်ငါကိုလိုက်ရင်အချီးအနှီးဖြစ်မယ်ဆိုတဲ့သဘောပါတဖက်ကမုတ်ဆိုးကိုမိုင်းကိန်းလုပ်ပြီးတော့မှကာကွယ်တတ်ကြတဲ့သဘောမျိုးပါဒါကလည်းတော်တော်အလုံးဖြစ်တယ်လို့ပြောရပါမယ်ချီတာ90ရာခိုင်နှုန်းလောက်ကဆိုရင်ဒီလိုပရွန်ကင်းလုတ်တာကိုမြင်တာနဲ့လုံးဝဆက်မလိုက်ကြတော့ပဲရက်တန်ပြလိုက်ကြတယ်ဆိုတဲ့အချက်လက်တွေကတတ်သေးပါပဲနံပါတ်2အနေနဲ့ကတော့ alarm signal to the heart ဆိုတဲ့သူတို့ရဲ့အုပ်စုကိုတတိပေးတဲ့သဘောအနေနဲ့လည်းပရွန်ကင်းလုတ်တတ်ကြပါတယ် အနေနဲ့တွေ့ရတဲ့အချိန်အခါမျိုးမှာအုပ်စုတွေကတခြားကောင်တွေကိုလည်းကြိုတင်ထွက်ပြေးနိုင်ဖို့လုံဆော်ပေးတဲ့သဘောမျိုးအနေနဲ့လုပ်တတ်ကြပါတယ်။အဖွဲ့တွေကတကောင်ကဒီလိုမျိုး prompting လုပ်လိုက်ရင်တခြားကောင်တွေအနေနဲ့လည်းပအဝင်ကျင်ကိုပုံမှုတတိထားတတ်ကြပြီးတော့အမဲလိုက်မုတ်ဆိုးတွေရန်ကနေလွတ်မြောက်သွားလေရှိပါတယ်။နံပါတ်3အနေနဲ့ကတော့ confusion effect လို့ခေါ်ပါတယ်။ဒါကသူတို့ကိုအမဲလိုက်မဲ့ predator တွေရဲ့စိတ်ကိုရှုပ်ထွေးသွားစေပါတယ်။အုပ်စုထဲမှာတကောင်ချင်းစီကဒီလိုမျိုးအမြင့်ကြီးခုံနေတာကိုတွေ့ရတဲ့အခါ Predator ရဲ့မျက်လုံးထဲမှာဘယ်အကောင်ကိုလိုက်ရမယ်ဆိုတာမဆုံးဖြတ်နိုင်တော့ပဲရှုပ်ထွေးသွားတတ်ပါတယ်။ဒါကြောင့်မဲအမဲလိုက်ချင်းအောင်မြင်မှုရာဂိုင်နှုန်းကိုတော်တော်လေးနည်းသွားစေတာပါ။နံပါတ်၄အနေနဲ့ကတော့ Play Behavior Asex Energy လို့ခေါ်ပါတယ်။ဒါကတော့ရှင်းပါတယ်ရာသီဥတုကောင်းမွန်နေပြီးတော့အစားအစာအလုံးလောက်ရရှိနေမယ်ဆိုရင်ပျော်ရွှင်ပြီးတော့စော်ကစားတဲ့အနေနဲ့ bronching လုပ်တတ်ကြပါတယ်။တနည်းအားဖြင့် energy ကိုဖြုံးပေးတဲ့သဘောမျိုးလေးပါဝင်ပါတယ်။ တကယ်လို့ energy သုံးဆွဲစရာခန္ဓာကိုယ်လှုပ်ရှားမှုများများဆဆမရှိဘူးဆိုရင်အနားယူမဲ့အချိန်မှာကောင်းကောင်းအနားမယူနိုင်မဲနဲ့နောက်ရက်တွေမှာပင်မနှွမ်းနေမှုကိုနှစ်ဆဖြစ်စေလိုပါခွေးမွေးမှုတဲ့သူတွေဆိုရင်ဒါကိုကောင်းကောင်းသိကြမယ်လို့ထင်ပါတယ်အထူးသဖြင့်ခြံဆောင်တဲ့အမဲလိုက်ခွေးအမျိုးအစားတွေမှာပိုပြီးတော့အဖြစ်များပါတယ်နေကင်းဘက်တွေမှာလေ့ကျင့်ခန်းလုံးမပေးတာကိုယ်လက်လှုပ်ရှားမှုမရှိတဲ့နေ့တွေမှာဆိုရင်သူတို့က energy တွေပိုနေတတ်ပြီးတော့ညဘက်တွေမှာအလွန်အကျွံ overactive ဖြစ်နေလေးရှိတာကိုတွေ့ရမှာပါ စပရင်ဘော့ဂ်ရဲ့အကြောင်းကိုပြန်ကောင်းတွေကပို့ပြီးတော့မြင်းမြင့်ခုန်နိုင်ကြပြီးတော့သူတို့ရဲ့ကျမ်းမာရေးကောင်းမွန်တန်ပါမှုကိုကြွားတတ်ကြပါသေးတယ်။တကယ်တော့ဒီလိုမျိုး prunking လုပ်ပြီးတော့အမဲလိုက်သမားတွေကိုလဲစားတတ်တာကစပရင်ဘော့ဂ်တစ်မျိုးရဲတော့မဟုတ်ပါဘူး။တခြား antelope အနွယ်ဝင်တလေးဆန်တွေမှာလည်းတွေးရတတ်ပါတယ်။ဒါပေမဲ့အမြဲတမ်းလိုလိုခုန်နေတတ်တာကတော့ spring bok တွေဖြစ်တာကြောင့်သူတို့နဲ့တွဲပြီးတော့မြင်နေကြတဲ့သဘောပါ။ဒါပြင်ကမှ spring bok တွေက survival skill လေးတော်တော်လေးကောင်းတဲ့ကောင်တွေဖြစ်ကြပါတယ်။ ဆာဗန်နာလွင်မြင်တွေကလည်းလွင်နီကောင်မြင်ဒေတာတွေကန္နာယလိုနေရာမျိုးတွေအထိရှင်သန်နိုင်စွမ်းရှိကြပါတယ်ဒါကလည်းခနာကိုအတွင်းမှာရေတူလောင်နိုင်မှုမြင်မာတဲ့အပြင်ရေမတောက်ဖဲတပတ်လောက်ထိနေနိုင်တာကြောင့်လည်းပါပါတယ်ဒါပြင်အာဖရိကန်တွေရဲ့ဗီဒီယိုတော်တော်များများမှာဆိုလို့ရှိရင်လည်းစပရင်ဘော့တွေရဲ့အသားကအရန်ကိုအရသာရှိကြောင်းမကြာခဏဆိုသလိုတွေးရတတ်ပါတယ်ဒါကြောင့်လဲတောင်အာဖရိကမှာဒီနေ့ချိန်အထိမွေးမြူရေးခြံတွေနဲ့ Spring Box တွေမွေးမြူပြီးတော့အသားထုတ်ယူနေတာမျိုးတွေက ဒီနေ့ထက်ထိတိုင်အောင်ရှိနေသေးတာပါဒီနေ့ပြောပြပေးခဲ့တာကတော့ကမ္ဘာအမြန်ဆုံးချီတာတွေတော်မှာအမဲလိုက်ဖို့ခတ်တဲ့အာဖရိကတော်တွေက Spring Ball လို့ခေါ်တဲ့ချစ်စရာအကောင်လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်အမဲလိုက်ဖို့ခတ်တဲ့တလေးဆန်တွေဆိုရင်ကျွဲနဲ့ကြံ့လိုမျိုးခနာကိုကြီးမားပြီးတော့တံမာတဲ့ကောင်တွေကိုလူတွေတော်တော်များများကမြင်တတ်ကြပေမဲ့တကယ်တော့အာဖရိကတော်တွေထဲမှာအမဲလိုက်ဖို့အခက်ဆုံးဖြစ်နေတာကဒီလိုသားကောင်မျိုးတွေမဟုတ်ပဲ ချစ်စရာကောင်းပြီးတော့ NDA မရှိတော့ဘူးလို့ထင်ရတဲ့ဒီ Spring Box ဆိုတဲ့အကောင့်လေးတွေပဲဖြစ်ပါတယ်။ဒါကလည်း Africa Donut တွေထဲမှာရှင်သန်နိုင်ဖို့ကခနာကိုကြံ့ခိုင်တမ်းမာနေုံနဲ့မရပဲညဉ့်ညံသွေးကောင်းမွန်နေဖို့ပါလိုအပ်တယ်ဆိုတဲ့အချက်ကိုလည်းမိမောင်းထိုးပြနေပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ။